မင်္ဂလာပါမင်္ဂလာပါကဲတော့ဒီပထမဆုံးနေဒီစိတ်ကူးတခြင်းလေးမှာ အဲညီမလေးကိတနာဘုရားနေပြီးတော့ဒီသင်းလေးဖန်တီးခဲ့တဲ့အကြောင်းလေးကိုကျေးဇူးတင်ပါလေးခေါင်းပြောအောင်ပါလေဟုတ်ကဲ့ပါဒီသင်းလေးကမွေးကပေါ့နော်ဟိုကဘာဆောင်ဟုတ်ပါတယ်သင်းလေးတစ်ပုဒ်တွင်းနေတယ်ပေါ့နော်အတန်တွင်းနေတဲ့အတွက်ကြောင့်ဒီသင်းလေးတစ်ပုဒ်လည်းထွက်ချင်တယ်အချိန်မှာတစ်ချင်းတွေရွေးရတဲ့မှာဟိုကဘာဆောင်နေရရွေးရတဲ့အချိန်မှာပေါ့နော်တကယ်ကိုနဲ့လည်းပေါ့ပေါ်ပါလေးဖြစ်မယ်ဒါပရိသတ်ရေးမှာနားဆွေးပြီးသားလေးဖြစ်မယ်ချစ်စရာကောင်းတဲ့သင်းလေးတစ်ပုဒ်လို့ဆိုပြီးစိတ်ကူးသင်းလေးကိုစတင်ပြီးတော့ရွေးချယ်ပြီးတော့ကောင်းတဲ့ပုံလေးပါပေါ့နော် အကောင်လေးပုံပြတဲ့ချိန်မှာအကိုကိုနဲ့မောင်လေးနှစ်ယောက်ပါတယ်ပေါ့နော်နှစ်ယောက်ပါတဲ့ချိန်မှာဟိုကိုကြီးကနေပြီးတော့အကိုကိုနေအောင်ဆိုလို့ရှိရင်လည်းတကယ်ကိုအတီတီခန့်ရပြီးတော့အဲ့လိုဘော်ဒီတောက်တောက်အဲ့လိုမျိုးကိုကိုပုံစံမျိုးလေးရချင်တယ်မောဇက်လိုပေါ့ဘော်ဒီတောက်တောက်အဲ့လိုဆိုရှိုင်းရနှာခမ်းမွေးပေါက်သွားတယ်ရှိုင်းနေမကောင်းပါဘူးမတရားစကားတွေပြောပြီးတော့သူ တန်တဲ့ကျော်တယ်မင်္ဂလာပါကျော်မီလီတစ်ဆလုံးပဲပြီးပါတယ်မင်္ဂလာပါအားလုံးပဲလိုင်းဝင်ရပြီးစီစဉ်နေကြပါတယ်ကျော်ဝင်ရဂျူနီယာညီမလေးပေါ့လေရုပ်ဆောင်မှာအောင်ဆိုပိုင်းမှာအောင်ပြီးတော့ traditional dance မှာအောင်သူကျွန်တဲ့သူတယောက်ဆိုတော့ဝင်ရပြီးတဲ့သဘောပါအဖြစ်ပြရပါလေ။ဒီမှာရင်ဟုတ်။အဲ့တော့အများကြီးပြောတော့လည်းနားရည်ကြီးရပါလေ။ ဒီလေးကလည်းပြောပြီးတော့အောင်ဒီချက်ကဟုတ်ကဲ့ပါအာဒီစိတ်ကူးတချင်းလေးရပါတော့เนาะတကယ်တခါလည်းဒါအောင်မြင်ခဲ့တဲ့တချင်းလေးတစ်ပုဒ်လည်းဖြစ်တယ်အဲ့ချိန်မှာသူပြန်ပြီးတော့ cover sound နေနဲ့ပြန်လဲစုံမယ်ဆိုတဲ့အချိန်မှာလည်းသူ့တန်လေးနဲ့လည်းဒါအရန်ကိုလိုက်ဖြတ်ပြီးတော့အရန်ဆွဖြစ်တယ်ပေါ့เนาะမော်ဒမကြီးเนาะနှစ်ယောက်တူတူစုံချားတဲ့ဟာလေးလည်းရှိကြတော့အာဒီတချင်းလေးလုံးမယ်ဆိုတဲ့အချိန်မှာလည်းဒါတနည်းအားနေပြီးတော့ပေါင်ဝင်အားဖြည့်ကိုနေပေးရပါလို့ပြီးတော့ဒီတချင်းလုံးလည်းအများကြီးသူအားစိတ်ထားရဲဆိုတာကိုကျွန်တော်သိရတဲ့အတွက်လည်းဟိုပို့ပြီးတော့ ကူညီပံ့ပိုးပေးဖြစ်တာပေါ့နော်အားကြောင့်လို့မြန်မာလည်းဒီသချင်းလေးကိုပံ့ပိုးကူညီပေးကြပါအောင်လို့ဒီနေ့ကနေပြောချင်ပါတယ်ဟုတ်ကို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 